ရိုနယ်ဂို United ရောင်းချတာမှန်ကန်ရလားအင်းလည်းအတင်းနဲ့ဆွေးနွေးမှုအဆင်ပြေနေပြီဖြစ်တဲ့ Bruno ဘယ်ကြမ်းအားလုံးပဲမြင်လာများရွှေရိုးအိုက်ဘတ်ကွန်ရှီကို online အချင်းကနေပြန်လဲကြိုလိုက်ပါရင် Bruno ကတော့ United ကနေထွက်ခွာဖို့ရာဆင်သင့်ရှိနေပါပြီအကယ်၍အတင်းဘက်ကသာကြောင်းထုတ်ခဲ့ရင်ဂျီဘူးနဲ့လက်ခံသွားမယ်ဆိုပြီးသူကိုယ်တိုင်ပြောခဲ့တာပါသူရဲ့အသက်ကလည်း30နှစ်ရှိနေပြီဖြစ်တဲ့အပြင်တစ်ဖက်ကကန်လန့်လာတဲ့အတင်းကလည်းမြန်မာနဲ့ပြောင်းရွှေ့အခြေကိုပေးလာတာမို့ United အတွက်စဉ်းစားစရာဖြစ်နေတာဖြစ်ပါရင် လက်ရှိမှာဘရူနိုကို sorry pro league clan အိမ်လည်းကခေါ်ယူခြင်းနေပြီဆွေးနွေးမှုတွေကလည်းအပေါင်းလက္ခဏာဆောင်းနေတာပဲဖြစ်ပါတယ်ယူနိုက်တက်ဟာချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွှဲချော်ခဲ့တာကြောင့်လာမယ့်နေရာဒီအပြောင်းရွှေ့အတွက်ဘတ်ဂျက်တောင်ပေါင်တန်းတရာပဲရှိတာဖြစ်ပါတယ်စီယန်လေးနဲ့ဘာလို့ရမှာလဲဆိုတော့ဟိုဟာတာတဲ့ကလိုပဲဒီဘက်ကဘောလုံးလောက်ကမှာတန်းတရာလေးနဲ့ကဘာမှလုပ်လို့မရဘူးလို့တော့ဆိုရမှာဖြစ်ပါတယ် ပြဿနာရဲ့အားလုံးရဲ့အစကတော့ယူပါလိဖိုင်တွေမှာရှုံးတာအကြောင်းပဲဖြစ်ပါတယ်။အဆိုပါအရှုံးကြောင့် United ဟာ Champions League ဝင်ဝင်လွဲချော်ခဲ့ပြီး sponsor စုချင်းဝင်ဖက်ဖက်ကနေအလုံးလက္ခဏာဆောင်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့ရ United ဟာကစားမအသင့်ဝယ်ယူဖို့ဆိုရင်အသင့်ကကစားမတွေကိုရောင်းထုတ်နိုင်မှသာအဆင်ပြေမှာဖြစ်ပါတယ်။ဒီချိန်မှာ Bruno ရဲ့နာဂတ်ကလှုပ်ခတ်လာတာဖြစ်ပါတယ်။အကြောင်းရင်းကတော့ Bruno ကိုမြင်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့ Sorry Bro League ကကမ်းလှမ်းထားလို့ပဲဖြစ်ပါတယ်။ Sorry Bro League ကလည်းအင်းလည်းအသင်းဟာ Bruno ကို United မှာရနေတဲ့လောက်ခလာစာနဲ့အများစွာမြန်မာတွေပမာဏကိုပေးရသွားမှာဖြစ်ပါတယ်။ Bruno ကတော့ Europa League Final ပြီးမှအကယ်၍ United အသင်းဘက်ကသာသူ့ကိုရောင်းချလိုတယ်ဆိုရင်သူ့အနေနဲ့လက်ခံသွားရမှာဖြစ်ကြောင်းအခုလိုပဲဖြေချထားခဲ့ပါတယ်။ ကျွန်တော်အမြဲတမ်းပွင့်လင်းလင်းတမပါအကယ်၍အသင်းဘက်ကသာလက်ရှိအခြေမှာလမ်းခွဲဖို့အချိန်တန်ပြီးတော့ဆုံးဖြတ်ခဲ့ရင်ဘန်နာရေးထွက်ပဲဖြစ်ဖြစ်ဘားချောင်ပဲဖြစ်ဖြစ်ကျွန်တော်ကိုရောင်းချမယ်ဆိုရင်လက်ခံသွားပါပါဒါဟာဘောလုံးတော့ကပဲလေကျွန်တော်နားလည်ပါတယ်ကျွန်တော်အမြဲတမ်းပြောသလိုပါပဲကျွန်တော်ဟာအသင်းဘက်ကအလိုရှိမှသာထွက်ခွာပေးမယ်သူပါကျွန်တော်အခုထပ်ပို့ပြီးတော့လုံပြချင်နေသေးတယ်လို့အသင်းနဲ့အတူခန်းထားတဲ့နေရည်တွေလည်းလိုချင်ပါသေးတယ်လို့ပြောခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကဘရူနိုရဲ့အေဂျင့်ဖြစ်သူမီခွဲပင်ဟိုဟာရီယယ်မြို့မှာရှိတဲ့အင်္ဂလန်အသင်းရဲ့ရုံးချုပ်နားက 4 season ဟိုတယ်ရှေ့မှာတွေ့ရှိခဲ့ရပါတယ်ဒါအတူနေနဲ့ Bruno ရဲ့ပြောင်းရွှေ့ကိစ္စအတွက်အဲဒီလဲအသင်းတာဝန်ရှိသူတွေနဲ့တွားရောက်ဆွေးနွေးနေတာဖြစ်နိုင်ပါတယ်အဲလေအသင်းဟာဘရူနိုအတွက် United ကိုပြောင်းရွှေ့ခြင်းပေါင်တန်းတရာပေးသွားမယ်လို့ကန်လန်ထားပါတယ်ဘရူနိုကိုလည်း၃နှစ်စာချုပ်အတွက်လောက်ခလာစာပေါင်တန်းတရာပေးချေသွားမှာလည်းဖြစ်ပါတယ် ရနောလန်ရှိမှာယူနိုက်တက်နဲ့တူအာရှမြေခီးစဉ်အတွက်လိုက်ပါနေသူဖြစ်ပါတယ်။ဖြစ်ခဲ့တဲ့ရက်ကပြမကစားသမားမမောင်လင်ပါတဲ့အာဆီယံအော့စတာတဲ့ယူနိုက်တက်တို့ခြေစွမ်းကစားခဲ့ပြီးတည်နေလို့ရှုံးနေခဲ့ပါတယ်။အာဆီယံညောင်းပေါင်းအသင်းအတွက်တလုံးတဲသောအဖို့တန်နိုင်ကိုကိုမြန်မာလူရင်းစင်တောင်းမန်ကစားမမောင်လင်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှမမောင်လင်ကသူ့ရဲ့ကိုဟာသူတို့အသင်းတစ်ခုတည်းကိုကိုစားပြုတာမဟုတ်ဘဲအာဆီယံဒေသတစ်ခုလုံးကိုကိုစားပြုကြောင်းတင်ဒီအတွက်အရန်ကုန်ကြောင်းအင်္ဂလိပ်လိုပြောသွားခဲ့ပါတယ်။အိမ်နောက်မီဒီယာရင်းနဲ့အတွေ့အကြုံတို့ကမန်ယူပရိသတ်ဖြစ်ကြောင်းအခုချက်ချင်းသိပြီးဆိုသိလို့ရပြီဖြစ်ကြောင်းနဲ့ဘရူနိုရဲ့ဂျာစီကိုယူခဲ့ကြောင်းအခုလိုပဲပြောပါတယ်။ ဒီလိုရက်ကတော့မေးလို့ရမှာမဟုတ်ဘူးတော့ကိုကုံပြောရင်မနေ့ကကိုသိမီဒီနေ့သိမယ်ဆိုရင်တော့တေးပြောပါရင်ကျွန်တော်ကမန်ယူကိုအားပေးတာပါဒါပေမဲ့ဘောလုံးကစားတယ်ဆိုရင်အဲ့ဒီအချိန်အတွင်းကပြန်မဲ့ပဲလေအဲ့တော့ထွေထွေမရှိပါဘူးကိုကုံကုံပါရင်ကျွန်တော်က United Brigade တယောက်ဖြစ်နေတာမို့အခုလိုမျိုးကိုသွင်းနိုင်ခဲ့တာဟာအိမ်မက်တွေတကယ်ဖြစ်လာတာပါအခုနေသိပြောပါပြီဆိုတဲ့ခံစားချက်မျိုးတော့ဖိပေါ်ခဲ့ပါတယ် ်လှုပ်ရှော့ကရမ်းဖော်ရေးပါတယ်ကျွန်တော်ကိုသွင်းခဲ့တဲ့အတွက် congratulation လို့လာပြောခဲ့ပါတယ်သူရဲ့ဂျာစီကိုလိုချင်လဲလို့သူကလာမေးပါတယ်ကျွန်တော်ကဘရူနိုရဲ့ဂျာစီကိုလိုချင်ပါတယ်လို့ပြောတော့သူကိုယ်တိုင်သွားတောင်းပေးပါတယ်အခုဝေထားတာဘရူနိုရဲ့ဂျာစီပါဒီနေ့တရားဝင်ပြီးနောက်နေ့မှာတော့မှန်ပေါင်းလေးနဲ့ဒိန်းထားမှာပါကိုအပေးတဲ့အသင်းကိုကိုအပေးတဲ့ကစားမလေးနဲ့ပြိုင်ပွဲအဖြစ်ကစားရမှာဆိုတော့အရန်စိတ်လို့ရှားဖို့ကောင်းပါတယ်ဘရူနိုမင်းဆိုမှတော့လည်းတက်ပုံအတူတွေ့ရထားပါတယ်လို့ပြောခဲ့လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဖြူလေးကတော့ပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ